ပါပါရှင်ကျွန်မကတော့ချီချိုဆက်မှာ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။အာနာသိစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဝါဒဖြန့်စကားဖြစ်တဲ့ခစ်သမိုင်းကိုဒုံးစားမြေသူများစကားကိုဝေဖန်ရေးသားလို့ဆိုပြီးဒါရိုက်တာမိုက်ဒီအပါဝင်အမှုပညာရှင်၃ယောက်ကိုဖမ်းဆီးလိုက်တယ်လို့စစ်တပ်ကအောက်တိုဘာလ29ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဒါရိုက်တာမိုက်တီခေါ်တန်ထွန်းစောဇပ်ပုတ်တယုတ်ဆောင်ကျော်ဝင်းထွတ်ခေါ်ကျော်မင်းထွတ်နဲ့ဟာသာတယုတ်ဆောင်အုံတိုင်းခေါ်ဇော်မြင့်တို့၃ယောက်ကိုစစ်တပ်ကဖမ်းဆီးလိုက်တာဖြစ်ပါတယ်။အဲ့ဒီအမှုပညာရှင်၃ယောက်ကိုရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖြစ်စီခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့အရေးယူသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါရိုက်တာမိုက်တီအနေနဲ့ရွေးကောက်ပွဲကိုနှောက်ရှက်ဟန်တာဖြစ်စီခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့အရေးယူခရမယ့်အပြင်2021ခုနှစ်ကလူမှုကွေရက်ကနေစစ်ကောမရှင်ကိုဝေဖန်ရေးသားလို့ပုံမှန်905ကကြီနဲ့ဖန်စီအရေးယူခတ်ခဲ့ရပြီး2022ခုနှစ်အော်တိုဘာလ28ရက်နေ့မှာပြစ်ဒဏ်လွညိခွင်းနဲ့ပြန်လည်လွတ်မြောက်ထားသူဖြစ်တာကြောင့်လက်ကျန်ပြစ်ဒဏ်ကိုပါပြန်လည်ကြားခံသွားရအောင်အရေးယူသွားမယ်လို့ဆိုပါတယ်။ အနာသိစစ်တပ်ကလာမဲ့ဒီဇင်မာလာကုန်ပိုင်းကစပြီးရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတာဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲဟာအတူအရာရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညညရဲ့အစိုးရ NUG အပါအဝင်တော်လိုင်းအင်အားစုတွေကထုတ်ပြန်ထားပါတယ်ရှင်။ဒီဥပဒေတွေကိုလိုသလိုပြင်ဆင်ပြောင်းလဲနေတာဖြစ်ကြောင်းဝင်ရောက်ရှေ့ပြိုင်မဲ့ပါတီကိုယ်စားလှယ်လောင်းတွေနဲ့စောင့်ကြည့်လေ့လာသူတွေကပြောပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။ စ်ကောင်စီရောစာခန်းယူကောက်ပွဲကော်မရှင်ကနေယူကောက်ပွဲဝင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေရဲ့အသုံးစိတ်တွေတိုးမြင့်ပြင်ဆင်လိုက်တာဟာအင်အားပါတီတွေအတွက်တာတယောက်မှုရှိမှာဖြစ်ပြီးပါတီငယ်တွေအတွက်ကတယောက်မှမဟုတ်ကြောင်းနဲ့တရားဝင်မဲဆွဲစည်းရုံးရေးကာလရပ်ပိုင်းအလိုမှာတော့ယူကောက်ပွဲဆိုင်ရာနေဥပဒေတွေကိုလိုအပ်တယ်လို့ပြင်ဆင်နေတာဖြစ်တယ်လို့ဝင်ရောက်ရှင်ပြိုင်မဲ့ပါတီကိုယ်စားလှယ်လောင်းတွေနဲ့စောင့်ကြည့်လေ့လာသူတွေကပြောပါတယ်ယူကောက်ပွဲဆိုင်ရာအသုံးစိတ်တွေကိုယူကောက်ပွဲကော်မရှင်က ြင်ဆင်တိုးမြင့်လိုက်ပေမယ့်ငွေကြေးအများအပြားမတုံးဆွဲနိုင်လို့ပါတီ ပုံရိပ်ကိုသာအာကိုစီယုံရမှာဖြစ်ကြောင်းပြည်သူပါတီရဲ့ပြည်သူလွတ်တော်ကိုစလဲလောင်းအနေနဲ့ကော့မှုမျိုးနယ်ကနေဝင်ရောက်ရှင်ပြိုင်မဲ့ဥမာကီကပြောပါတယ်ကျွန်တော်ပါတီဒီနေ့ကတကယ်ငွေကြေးနောက်ကနေအများကြီးမှောင်းရတဲ့ဒီတော့နောက်ရပါတီမဟုတ်တဲ့ခါကျတော့ရှိတဲ့ကုန်ငွေလေးကိုပြင်းပြပြီးတော့ ခြေတာပြီးတုံးနေရတာဆိုတော့မှပြန်မှာလုံလုံးတယောက်ကိုတုံးနိုင်လို့ရှိရင်30 60 60တော့မပိုးတော့ဘူးတချို့ဆိုအဲ့လိုတော့တုံးနိုင်မှာမဟုတ်ဘူးကျွန်တော်ပါတီတို့ကဘာမှပြန်ဟုံးမရှိပါဘူးခုနငွေကြေးရကြီးမားတဲ့ပါတီတွေတက်ကတော့သူတို့ပုံမှန်တုံးတော့ခွင့်ရမယ်သူတို့ပုံမှန်ပြီးတော့စီအောင်လုပ်တော့ခွင့်ရမယ်သူတို့ပုံတော့တယောက်ကတော့တယောက်နိုင်ပါလေဟိုလူဒီများထင်ရှားအောင်လုပ်နိုင်နိုင်တဲ့တူဆိုလို့ရှိရင်ငွေကုန်ကြီးကြပ်ခံနေကြတော့ပုံကြီးလူတခြားဖြစ်နေတာပေါ့နော်ကျွန်တော်နေနာတော့ကိုအားလေးနဲ့ပဲကိုပြည်သူပါတီဆိုတဲ့အားလေးနဲ့ အကုပ်ပုံကြီးကိုမြင့်တင်ပြောတော့ကြမှာပေါ့ပြင်ဆင်လိုက်တဲ့နိုင်ငံရေးပါတီများမပုံတင်ခြင်းနေဥပဒေများ27ပါနေဥပဒေရရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ရမယ်ပါတီအသီးသီးကကိုယ်စားလှယ်လောင်းတွေအနေနဲ့ရွေးကောက်ပွဲအသုံးစရိတ်ဖြစ်ငွေကျပ်350အစာ300တိုင်းသားလူမျိုးကိုယ်စားလှယ်လောင်းတွေအနေနဲ့ငွေကျပ်300အစာ7500ကို300ခွင့်ပြုထားမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့ဒီရွေးကောက်ပွဲ ဒီကျင်းပမယ်ဆိုလို့ရှိရင်ဥပဒေတွေဆိုတာဒီရေကောက်ဝယ်မကျင်းပခင်လာဝောင်များစွာကလေးကအစင်းနေဖြစ်နေရတဲ့ကိစ္စပေါ့နော်အခုကရေကောက်ဝယ်ကျင်ညာမှဥပဒေတွေထွက်လာတယ်အဲဥပဒေတွေမှာလည်းစနစ်ပြောင်းလဲအများကြီးကိုမှထည့်သွင်းထားတယ်ဆိုတော့အခုလိုမျိုးပဲဒီပေါ့နော်နောက်မှလိုက်ပြီးတော့မှဥပဒေပြောင်းလဲပြီးအမေ့ကျင်ညာစာတွေထပ်ထုတ်ရတာဒီဒီလိုမျိုးအပြောင်းလဲများတာပေါ့နော်ဒါလည်းရေကောက်ဝယ်ပထမဆုံးလို့ပြောလို့ရတယ်ပေါ့နော်ရေကောက်ဝယ်နဲ့ပတ်သက်လို့ရှိရင်တော့အေကိုပြင်ဆင်ပြင်းပြဆဆင်နဲ့စီမံခန့်ခွဲရမျိုးထပ်လိုရင်းလိုလို့ ဟိုအမေနေထုတ်ကြည့်တာတိတိထုတ်လို့လို့တို့ပြောင်းလဲတာမျိုးတွေကတော့ပိုပြီးတော့များတယ်လို့မြင်ရပါတယ်လို့ရွေးကောက်ပွဲအသုံးစိတ်တွေတိုးမြင့်ပြင်ဆင်ချက်ကိုတော့တရားဝင်စည်းလုံးလှုပ်ဆောင်ရမယ်အော်တိုဘာလ28ရက်မတိုင်ခင်တရက်အလို့အော်တိုဘာ26ရက်နေ့နေ့စွဲနဲ့ UEC က29ရက်နေ့ထုတ်ဝါရဖြန့်သတင်းစာတွေမှာထည့်ကြေညာခဲ့တာဖြစ်ပါတယ်။ကိုစလေလောင်းတွေအနေနဲ့ရွေးကောက်ပွဲကုန်ကြစိတ်တွေကိုတမက်ရက်အတွင်းသက်ဆိုင်ရာရွေးကောက်ပွဲအဖွဲ့အခွဲတွေမှာပြန်လည်တင်သွင်းရမှာဖြစ်ပြီး တမရက်အတွင်းမတင်သွင်းနိုင်ရင် ခုံဖွဲ့ဖွဲ့စစ်ဆေးကအရေးချင်းပြည့်ရင်သူတွေဖြစ်လဲကြီးညာခံရမှာဖြစ်ပါတယ်။ကျမဝေပါတနင်္သာရီတိုင်းမြိတ်ခရိုင်တနင်္သာရီမြို့နယ်မှာအော်တိုဘားလ28ရက်နေ့လယ်ပိုင်းကစစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်ကြဆုံမှုတွေရှိတယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကထုတ်ပြန်ထားပါတယ်။ ဇဝဲကျွာအုပ်စုလေးမိုက်ကျွာနာမှာလာရောက်တက်ဆွဲထားတဲ့အင်အားတရာဝန်းကျင်ရှိတဲ့စစ်တပ်ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့စစ်တပ်ဘက်ကလက်နက်ကြီးဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတယောက်ကပြောပါတယ်တပ်ဖွဲ့အတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကြဆုံပြီးတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကစစ်တပ်ကအရာရှိအပါအဝင်တပ်ဖွဲ့ဝင်တချို့အသေဆုံးတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပေမဲ့စစ်တပ်က ထိခိုက်သေဆုံးမှုကိုတော့ DPP အနေနဲ့အတည်ပြုနိုင်ဖို့စူးစမ်းနေဆဲဖြစ်ပါတယ် လက်ရှိတိုက်ပွဲတွေနဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်အရက်သားပြည်သူတဦးသေဆုံးခဲ့ပြီးကျေးရွာလေးရွာထပ်မင်းကဒေသခံတွေရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းဒေသခံတွေကတဆင့်သိရပါတယ်ရှင်ဒီဗီဒီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချစ်ချစ်ဆမ်းပါရှင်